ကိုယ်ကဗီဒီယို editing ကိုလေးတာလေးလာနေတယ်။ဒါပေမဲ့ကိုယ့်ရဲ့ skill က improve ဖြစ်တဲ့တလောင်မဖြစ်လာဘူးဆိုပြီးဗီဒီယို editing လုပ်ရမှာပါစိတ်နာနေတဲ့လူတွေကတတ်တတ်ကိုရှိတယ်။ကိုယ့်ကဗီဒီယို editing ကိုခုမှစားလို့လာနေရဆိုရင်တော့အချိန်တိုတွင်းမှာ day by day improve ဖြစ်စမယ်ဒီ model လေးတစ်ခုကိုတည်ထားဖို့ရတော့မယ်။ဆိုတော့ intro ကိုရှင်းမနေပဲအဓိကဗီဒီယိုထဲမှာလည်းတော့ကြည့်လိုက်ကြရအောင်။ step by step ဆိုပြီးလက်ရှိကိုယ့်ရဲ့စိတ်ထဲမှာမှတ်ထားလို့ရတယ်။ပြီးတော့ဒါက editing software တိုင်းတဲ့အလုပ်ဖြစ်တယ်။ ဆိုတော့ကျွန်တော်တို့ video editing ကိုစားလို့လာပြီဆိုရင်နောက်ပတ်တစ်အနေနဲ့ကိုသုံးမ software တစ်ခုကိုရွေးချယ်ရပါမယ်။ဘော video editing software တစ်ခုကိုသိချင်ရွေးချယ်ပြီးသားပြီဆိုရင်တော့နောက်ပတ်တစ်အနေနဲ့ကိုသုံးမ software ရဲ့ basic tool တွေကိုနားလည်အောင်လုပ်လိုက်ရမှာပဲ။ဒါကလွယ်ပါတယ်။ဥပမာကိုက align motion သုံးဖို့ပဲရွေးချယ်လိုက်ပြီးဆိုတော့ YouTube မှာတွားပြီးတော့ Animation Basic Tutorial လို့ဒါရိုက်ရှာလိုက်ရင်ရှင်းပြထားတဲ့ဗီဒီယိုတွေကသင်ဖုံးတဲ့ကို PS8 အုံကြလာမှာပါ။ဒီနေရာမှာထိထိရောက်ရောက်ဘယ်လိုလေ့လာရမလဲဆိုတော့ကိုသိချင်တော့ comment မှာသာရေးခဲ့ပါ။နောက်ဗီဒီယိုကအဲ့အကြောင်းဖြစ်စီရပါမယ်။ဆိုတော့ကျွန်တော်တို့ဒီဆင့်ကြီးရောက်လာပြီဆိုရင်နောက်လို့ရမယ့် check ကဖြစ်ရှိတယ်။နံပါတ်3အနေနဲ့လက်တွေ့ကြကြလိုက်လုပ်ဖို့ပါ။ဒါကတော့အခုဗီဒီယိုကိုကြည့်နေတဲ့ပို့လေးရဲ့ပုံမှန်လို့ကြည့်ကြပါလား။